မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်မှတ်262အနီးမှာတော်လိုင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ထိပ်တိုက်တွေ့ဆုံကတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီဘက်ကစစ်ကားပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့မနက်၄နာရီခန့်အချိန်မှာရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်မှတ်262အနီးမှာတော်လိုင်းတပ်ဖွဲ့များရောက်ရှိလာပြီးတဲ့နောက်ရွာတိကြီးရွာအနီးမှာ အကြမ်းဖက်စစ်ကားနဲ့ထိတိုက်တွေ့ဆုံကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကစစ်ကားဟာပျက်စီးသွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်တော်လိုင်းတပ်များကရန်ကုန်မန္တလေးအမြန်လမ်းမိုင်းနိုင်အမှတ်262ကနေ30နတ်မောင်နယ်အတွင်းမှာရှိတယ်စိုင်းကောင်းရဲစခန်းကိုဝင်ရောက်စီးနှင်ရန်တွားရောက်တဲ့အချိန် စစ်တပ်နဲ့ထိတ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမကိုစစ်တပ်လော်ဘီကြော်စိုးဦးကမိုင်းတိုင်အမှတ်262မှာ PDF တွေရှိတာမဖြစ်နိုင်ဘူးဆိုတဲ့အတွက်ကြောင့်မိုင်းတိုင်262အမြန်လမ်းကနေနမောင်နယ်စိုက်ကောင်းရဲစခန်းကိုဝင်ရောက်စီးနှင်းတိုက်ခိုက်ဖို့အတွက်လာကြတာပါကျွန်တော်တို့ဆင်းလာတဲ့အချိန်မှာရွာတေကျေးရွာအနီးမှာစစ်ကားနဲ့ထိတ်တိုက်တွေ့တော့တိုက်ပွဲဖြစ်တယ်40မမတွေလက်နက်ငယ်တွေနဲ့လည်းပြစ်ခတ်တိုက်ခိုက်တာစစ်ကားကတော့ပျက်စီးသွားတယ်စစ်ခွေးအသေးပြောက်စီးရင်ကိုတော့မသိရသေးပါဘူးအဓိကကတော့စစ်လော်ဘီကြော်စိုးဦးက တော်လိုင်းတက်တွေမိုင်းတိုင်း262အထိလာစီခြင်းနဲ့အတွက်ကျွန်တော်တို့ကစိုင်ကောင်းစခန်းကိုဝင်စီးဖို့သွားတာပါလမ်းမှာမမျောလင်းပဲထိတွေ့တိုက်ပွဲဖြစ်သွားတဲ့အတွက်အစီအစဉ်ပြတ်သွားတာဗောလို့အောင်ဆန်းစလန်နတ်မအဖွဲ့ကတာဝန်ခံကိုဘာမထီကပြောဆိုထားပါတယ်၎င်းဆစ်စင်ရေးကိုအောင်ဆန်းစလန်နတ်မအဖွဲ့ပြောပွဲရမဲတဲ့ပကဖနဲ့နတ်မတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နေပြည်တော်တက်ကုန်းမြို့နယ်မှာနေမြေရှင်းလင်းရန်ထွက်လာတဲ့အင်အား46ဦးပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးဒဏ်ရာရရှိကာတအူးကတော့တိတ်ဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ10ရက်နေ့မနက်10:00နာရီခွဲအချိန်မှာလေကြောင်းရန်ကာကွယ်ရေးတပ်ရင်းလကတ2023ကဗိုလ်ကြီးကောင်းခန့်ဦးဆောင်တဲ့အင်အား10ဦးလေကြောင်းရန်ကာကွယ်ရေး electronic စစ်စင်ရေးတပ်ရင်းလအာရ8ကဗိုလ်ကြီးနေမျိုးဝင်ဦးဆောင်တဲ့အင်အား10ဦးနဲ့ အမတ်25လုံကြုံရေးရဲတပ်ဖွဲ့ကွဲရတဖ25ကရဲအုပ်ဇော်မိုးလွင်ဦးဆောင်တဲ့အင်အား26ဦးပါတဲ့ပူပေါင်းအဖွဲ့တို့ဟာရိုးကူးကြေးပါကိုနယ်မြေရှင်းလင်းရေးဆောင်ရွက်ရန်ထွက်ခွာသွားတဲ့အချိန်မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာမိုင်းရှစ်လုံးပေါက်ကွဲခဲ့ပြီးတော့ရတဖ25ကရဲတပ်သားနိုင်လင်းဦးဟာမေယိုအောက်ဖောက်ဝင်တန်းရတစ်ချက်ရဲတပ်သားဟန်မင်းဦးဟာလယ်ဘင်းရှက်ထိတွေးထွက်တန်းရနောက်ကျောရှက်ထိတန်းရရဲတပ်သားပြည့်ဖြူအောင်ဟာ ဝဲဘက်နှကမ်းပေါက်ပြဲဒဏ်ရာရဲတပ်သားထောက်အောင်တွေဟာဝဲဘက်ပါတွေးထွက်ဒဏ်ရာတစ်ချက်လကတာ2023ကဒုတက်ချက်ဝေဖြိုးဟာညာဘက်လက်ပြင်ဖောက်ထွက်ဒဏ်ရာတစ်ချက်ညာဘက်နှထင်ပုံးပဲ့ဒဏ်ရာတစ်ချက်တို့ရရှိခဲ့ပြီးတော့တပ်သားနိုင်လင်းထွေးဟာလည်းလယ်ဘင်းဖောက်ဝင်ဒဏ်ရာရရှိကာတင်းဆုံးနိုင်ချိန်များတယ်လို့သိရပါတယ်နေမြင်ရှင်းလင်းဖို့ဆိုပြီးတော့ယုတ်ကူကြေးပါကိုစစ်သားနဲ့ရေပူပေါင်းအဖွဲ့ကမနက်9နာရီခွဲကတည်းကထွက်သွားတာသူတို့သွားတော့မိုင်းရှစ်လုံးနဲ့တိုက်ခိုက်ခံလိုက်ရတာအကုန်လုံးခွေးပြေးဝက်ပြေးနဲ့ပြန်လာကြတာပဲ နိုင်လင်းထွေးကတော့အခြေအနေမကောင်းတေဖို့များတယ်လို့နေပြည်တော်ရဲသတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်ဒေသမှာရှိတဲ့စစ်ဒေသခွဲအမှတ်၃ဘျူဟာ32ပူးပေါင်းတပ်များရဲ့တိုက်ခိုက်မှုကြောင့်2024ခုနှစ်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်400ကျော်တိုက်ဆုံးပြီးတော်လိုင်းပူးပေါင်းတပ်ဖွဲ့ဝင်40ဦးကြာဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကဒီကနေ့ဇန်နဝါရီလ17ရက်နေ့မှာထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ပိုင်းစစ်ဒေသစစ်ဒေသခွဲအမှတ်3ဗျူဟာ32စစ်ကြောင်းများဖြစ်တဲ့ကော်ဘရာစစ်ကြောင်း၊ကြက်တင်းနဲ့စစ်ကြောင်းနဲ့ Venom စစ်ကြောင်းတို့ကတော်လိုင်းပူပေါင်းတပ်ဖွဲ့များနဲ့ပူးပေါင်းက2024ခုနှစ်အတွင်းမှာဖော်ဆောင်ခဲ့တဲ့တိုက်ပွဲသတင်းများကိုအတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။2024ခုနှစ်အတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသဗျူဟာ32ပူးပေါင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲပေါင်း88ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီရဲ့တိုက်ရင်3ရင်း ဘျူဟာဒဘျူဟာနဲ့ကာကင်းတပ်စခန်းငယ်၁၁ခုတို့ကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိတွေ့တိုက်ပွဲများမှာစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူအကြိမ်ရေ100ကျော်နဲ့လက်နက်ကြီးပစ်ကူအကြိမ်ရေ6384ကျိန်နဲ့အထက်ရှိခဲ့ကြောင်းဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာစစ်ကောင်စီတပ်သား413ဦးသေဆုံးက314ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အတည်ပြုရရှိထားပါတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်40ဦးဟာ ိုင်းပြည်နဲ့လူမျိုးအတော်မြင့်မြတ်စွာအသက်ပေးလူသွားခဲ့ရပြီးထိခိုက်ဒဏ်ရာရှိသူ190ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။သို့တော်လည်းမြေပြင်အခြေအနေအရအတီးပြုတ်လို့မရနိုင်တဲ့အချက်အလက်များကိုခြံလက်ထားတယ်လို့လည်းအသိပေးထားပါတယ်။စစ်ကောင်စီရဲ့လက်နက်ကြီးလက်နက်ငယ်နဲ့ခရယာများစွာကိုလည်းပူးပေါင်းတပ်ဖွဲ့တွေဘက်ကတိုက်စီရမိခဲ့ပြီးတော့တနှစ်တာအတွင်းမှာစစ်ကောင်စီတပ်သားဦးရေ လက်နက်နဲ့18ဦးလက်နက်မဲ့6ဦးစုစုပေါင်း23ဦးအလင်းဝင်ရောက်လာခဲ့တယ်လို့ပြောဆိုထားပါတယ်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုထိုက်တန်တဲ့စုချီးမြှင့်ငွေများပေးအပ်ခြင်းနဲ့ ဘေးကင်းလုံခြုံစေရန်စီမံဆောင်ရွက်ပေးခြင်းတို့ကိုလည်းပြုလုပ်ပေးခဲ့တယ်လို့ပြောဆိုထားပါတယ်။ဒါ့အပြင်တိုက်ပွဲများအတွင်းမှာစစ်တုံးမှန်း22ဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့၎င်းတို့ကိုလည်းကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ6ကော့ဘရာစစ်ကြောင်းပါဝင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များဟာ2024ခုနှစ်မတ်လ9ရက်နေ့မှာကရင်ပြည်နယ်မြဝတီမြို့နယ်တင်ငန်းညီနောင်ဘျူဟာမှာရှိတဲ့စစ်ကောင်စီရဲ့တိုက်ရင်ဌာနချုပ်များကိုထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာ ခမရ395ခမရ396ခမရ395နဲ့တင်ငန်းညီနောင်စစ်ဗျူဟာတို့ကိုအချိန်တော်အတွင်းမှာတိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မြဝတီမြို့မှာရှိတဲ့ခလာရ295တိုင်ရင်ကိုပူပေါက်တပ်များက တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တော့လေနောက်ပိုင်းမှာစစ်ကောင်စီကပြန်လည်ပြီးတော့နေရာယူနိုင်ခဲ့တယ်လို့သိရပါတယ်လက်ရှိမှာလည်းစစ်ကောင်စီကနိုင်ငံတော်အစ်စ်အောင်စီရစစ်စစ်ရေးနဲ့အာရှလမ်းပိုင်းကိုပြန်လည်ပြီးတော့ထိန်းချုပ်နိုင်ရေးအတွက်ဖိုးစစ်ဆင်နေတော့လေတော်လိုင်းပူပေါင်းတပ်များရဲ့တိုက်ခိုက်မှုမှာအထိနာကထိခိုက်သေးဆုံးမှုများလက်နက်ချလင်းဝင်ရောက်မှုများဇက်တိုက်ရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မန္တလေးတက္ကသိုလ်အနီး83လမ်းပေါ်ကကမောစာဘန်ကိုဒီကနေ့နေ့လယ်ပိုင်းမှာတနက်အတူတလက်ကန်ဆောင်ပြီးတော့ဓမြတိုက်လူရက်သူကိုဘန်လုံးကျုံရေးနဲ့ပြည်သူများကဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီးတော့ဘန်မန်နေဂျာတနက်ကြီးစံထိမှန်ပြီးတော့ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ17ရက်နေ့ဒီကနေ့မွန်းလွယ်2နာရီခွဲအချိန်မှာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်မဟာနွယ်စဉ်ရက်ကွက်83လမ်းလမ်း40နဲ့50တလမ်းကြားက ကမ္ဘောဇာဘန်ဘော်ဒီဂုံဘန်ခွဲကိုအမျိုးသားတအုပ်ကလက်လုံတနက်အတူတလက်ကိုယူဆောင်လာပြီးတော့ဝင်းရောက်ဓမြတိုက်လူရက်ခဲ့တယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားပါတယ်။အဲ့ဒီအမျိုးသားဟာတနက်ပြပြီးတော့အနက်ရောင်ကြောပွဲအိတ်ထဲကိုပတ်စံနေထည့်သွင်းယူဆောင်ကဘန်ထဲကနေပြန်ထွက်တဲ့အချိန်ဘန်လုံးချုံရင်းနဲ့အနီးနားမှာရှိတဲ့ပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးခဲ့ပြီးလူရက်သူအမျိုးသားကတနက်နဲ့ပြန်လဲပြစ်ခတ်ခဲ့လို့ ဘန်ရဲ့ဒုမန်နေဂျာလက်မောင်းကိုကြီဖောက်ဝင်တန်းရာရရှိသွားတယ်လို့ဆိုပါတယ်မန္တလေးတက္ကသိုလ်အနီး83လမ်းပေါ်မှာဒီကနေ့နေ့လယ်ပိုင်းဓမြတိုင်မှုဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေရောက်ရှိဆက်ဆင်းနေတယ်လို့သတင်းကြားထားကြောင်းဒေသခံတွေကပြောပါတယ်တနက်ပြလူရမှုဖြစ်ပွားခဲ့တဲ့83လမ်းဟာ မန္တလေးမြို့ရဲ့အစီအကားဆုံးလမ်းမတွေတဲကတစ်ခုဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကလည်းမန္တလေးတက္ကသိုလ်အနီး69လမ်းပေါ်ကဖုန်းဆိုင်တွေလူရဓမြတိုက်ခံခဲ့ရသလိုမန္တလေးမြို့လည်းဒိုင်းမွန်ပလာဇာအနီး88လမ်းပေါ်ကရွှေဆိုင်တွေလည်းပြီးခဲ့တဲ့ရက်ပိုင်းတွေကဓမြတိုက်လူရခံခဲ့ရတယ်လို့သိရပါဗျ။စစ်အာဏာသိမ်းပြီးတဲ့နောက်မှာမန္တလေးမှာလူတက်မှုလူရမှုဓမြတိုက်မှုတွေဟာဇက်တိုက်ဖြစ်ပွားနေပြီးတော့စေကောင်စီအုပ်စုကအဲ့ဒီဓမြတိုက်မှုအချို့ကိုအဖမ်းပြကအများစုကိုတော့ဖမ်းဆီးနိုင်တာမရှိသေးဘူးလို့သိရပါဗျ။ န္တလေးမြို့မှာဖြစ်ပွားနေတဲ့လူတက်မှုနဲ့ဓမြတိုက်မှုတွေမှာစစ်ကောင်စီအုပ်စုကလက်သက်မွေးထားတဲ့ပြည်သူစစ်ခေါ်အမိကံပြူစောထီးတွေပါဝင်နေတယ်လို့မြို့ကန်တွေကယူဆနေကြကပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကမန္တလေးမြို့တက်မှာဓမြတိုက်တဲ့ပြူစောထီးတွေကိုစစ်ကောင်စီအုပ်စုရဲ့ရဲတွေကဖမ်းဆီးခဲ့ရမှာအချင်းချင်းဆက်လက်ပြီးတော့အခုလိုမျိုးဖမ်းဆီးနေမယ်ဆိုပါကမြေပြင်စစ်ပွဲတွေကိုမလိုက်တော့ဘဲပြူစောထီးအဖြစ်ကနေနှုတ်ထွက်မယ်လို့ ပြူစောထီတွေကိုယ်တိုင်ကမန္တလေးနန်းရင်းအခြေပြုအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခထံကိုတိုင်ကြားခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာတောင်ကျွန်းမြို့နယ်မှာကားနက်စီတိုက်မှုဖြစ်ပွားပြီးတဲ့နောက်အတိုက်ခံရတဲ့ကားပေါ်မှာလိုက်ပါလာတဲ့အသက်34နှစ်အရွယ်ကိုရန်နိုင်မင်းကိုကားတိုက်မှုဖြစ်ပွားရာအနီးမှာရှိတဲ့ရက်ွက်ထဲကလူမိုက်အဖွဲ့ကဝိုင်းပြီးတော့ရိုက်နှက်တဲ့အတွက်ကိုရန်နိုင်မင်းဟာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ4ရက်နေ့မှာမင်္ဂလာတောင်ကျွန်းမြို့နယ်135လမ်းထိပ်မှာအသက်34နှစ်အရွယ်ကိုရန်နိုင်မင်းနဲ့သူ့ရဲ့မိသားစုလိုက်ပါလာတဲ့ကားကိုအခြားကားတစ်စီးကဝင်ရောက်တိုက်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီရင်တိုက်မှုဖြစ်ပွားပြီးတဲ့နောက်ဝင်တိုက်ခဲ့တဲ့ကားသမားနဲ့အတိုက်ခံရတဲ့ကားပေါ်ကကိုရန်နိုင်မင်းတို့စကားပြောနေတဲ့အချိန်မှာရက်ွက်ထဲကမာကာဥဆောင်တဲ့လူမိုက်အဖွဲ့ကရောက်ရှိလာတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့ ကိုရနိုင်မင်းရဲ့ကားကိုဝင်တိုက်ခဲ့တဲ့ကားသမားကိုလူမိုက်အဖွဲ့ကပြန်ခိုင်းလိုက်ပြီးတော့အတိုက်ခံရတဲ့ကားဘော်ကကိုရနိုင်မင်းကိုမားကားနဲ့လူမိုက်အဖွဲ့ကအကြောင်းမဲ့ဝိုင်းပြီးတော့ရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။ဒါ့အပြင်ကိုရနိုင်မင်းရဲ့ဇနီးဝစ်စင်ထားတဲ့အင်ကြီးအဝတ်စားတွေကိုလည်းလူမိုက်အဖွဲ့ကစွဲဖြဲပြီးတော့ရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။မားကားဥဆောင်တဲ့လူမိုက်အဖွဲ့ရဲ့ဝိုင်းဝန်းရိုက်နှက်မှုကြောင့်ဒဏ်ရာရရှိခဲ့တဲ့ကိုရနိုင်မင်းဟာဇန်နဝါရီလ6ရက်နေ့မနက်7:35မိနစ်အချိန်မှာတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရဲစခန်းမှာတွားရောက်ပြီးတော့အမှုဖွင့်တိုင်ကြားခဲ့ တော့လေရဲများကရိုက်နှက်မှုမှာပါဝင်တဲ့သူတအုပ်ကိုသာဖမ်းဆီးအရေးယူပြီးတော့ကြံရှိတဲ့သူများကိုဖမ်းဆီးခြင်းမရှိဘဲနဲ့လွှတ်ပေးထားတယ်လို့သိရပါတယ်။ဇန်နဝါရီလ၄ရက်နေ့ညနေပိုင်းမှာမင်္ဂလာတောင်ကျွန်းမြို့နယ်135လမ်းထိပ်မှာကားချင်းညှိတာကိုရက်ွက်ထဲကမားကားနဲ့လူမိုက်အဖွဲ့ကကိုရနိုင်မင်းကိုဝိုင်းရိုက်တာ ဝိုင်းရိုက်ကြတဲ့သူတွေကအားလုံးပေါင်းယောက်ျားနဲ့မိန်းမအားလုံးပေါင်းရင်၉ယောက်လောက်ရှိမယ်လူမိုက်အဖွဲ့ကတိုက်သွားတဲ့ကားကိုလည်းထွက်သွားခိုင်းလိုက်ပြီးတော့အတိုက်ခံလိုက်ရတဲ့ကားပေါ်ကကိုရန်နိုင်မင်းနဲ့သူ့ရဲ့အမျိုးသမီးကိုဝိုင်းရိုက်တာဝိုင်းရိုက်ပြီးတော့လည်းမိုက်မိုက်ရန်ရန်လူကြားမကောက်အောင်ဝိုင်းပြီးအော်ဆဲနေကြသေးတယ်ကိုရန်နိုင်မင်းရဲ့ဇနီးဝစ်ထားတဲ့အပေါ်အင်းကြီးကိုလည်းဝိုင်းပြီးတော့ဆွဲဖျက်တယ် ကောင်မလေးကိုဝမ်းရိုက်တဲ့မိန်းမတွေကပစ္စည်းတွေပါလူယူသွားကြတာလူမိုက်အဖွဲ့ကဝမ်းရိုက်ပြီးတော့ကားတော့ပါဖြုတ်ပြီးတော့ယူပြီးထွက်ပြေးသွားကြတယ်လို့ကိုရန်နိုင်မင်းရဲ့မိတ်ဆွေကပြန်လည်ရှင်းပြထားပါတယ်ယခုအခါအရိုက်ခံရတဲ့ကိုရန်နိုင်မင်းကိုအစ္စလာမ်ဒလစ်ထုံတန်းစင်လာတဲ့အညီတကြိုပြီးစီတော့လဲအမှုမှန်ပေါ်ပေါချဲမရှိပဲမာကားဥဆောင်တဲ့လူမိုက်အဖွဲ့ဟာအေးအေးဆေးဆေးနဲ့ဆက်လက်ပြီးတော့နေထိုင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးနေတဲ့အချိန် ထွက်ပြေးသွားတဲ့လူငယ်များကိုလိုက်လံပစ်ခတ်ရာပြည်သူ၃ဦးတနက်ကြီးစံထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ညနေ6နာရီကမှနတ်တလင်းမြို့နယ်မြို့ချုံကြီးပါကကိုစမ်းမင်းဦးခေါ်ချက်ကြီးကိုစီသူကျော်နဲ့အမည်မသိတဲ့လူငယ်တအူးတို့စီးနှင်လာတဲ့စိုက်ကယ်ကိုနတ်တလင်းမြို့အထွတ်3 star KTV အနီးလမ်းပိုင်းမှာစစ်သားနဲ့ရဲများကပေါ်တာဆွဲဖမ်းဆီးရန်တားဆီးခဲ့ကြတယ်လို့သိရပါဗျ။အခုလိုမျိုးတားဆီးဖမ်းဆီးတဲ့အချိန်မှာလူငယ်များကကြောက်လန့်ပြီးတော့ထွက်ပြေးခြင်းကြောင့်ရဲနဲ့စစ်သားများကလိုက်လံပစ်ခတ်ဖမ်းဆီးရာကို စမ်းမင်းဦးခေါ်ချက်ကြီးဟာဘိုက်ကိုခြေစံထိမှန်ပြီးတော့ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကိုစီသူကျော်ဟာလည်းလက်မှာဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီးလူနာတင်ကားနဲ့စစ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။နတ်တလင်းမြို့အနောက်ဘက် 3 star KTV နားမှာရဲခွေးနဲ့စစ်ခွေးတွေကဆိုင်ကယ်စည်းလာတဲ့ကောင်လေးတွေကိုပေါ်တာဆွဲမလို့ဆိုင်ကယ်ကိုတားတာရဲခွေးနဲ့စစ်ခွေးတွေကိုလည်းမြင်ရောကောင်လေးတွေကကြောက်ပြီးတော့ထွက်ပြေးတာအဲ့ဒါကိုလိုက်ပြတ်တာကောင်လေးတယောက်ကဘိုက်ကိုတနက်ကြီးထိမှန်ပြီးတော့အရေးပေါ်တင်ထားတာတွေအခုအသက်လုနေရတယ်တယောက်ကတော့လက်ကိုတနက်မှန်တာလက်ဖြတ်ရမယ်လို့ပြောတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင် ဇန်နဝါရီလ6ရက်နေ့ကလည်းနတ်တလင်းမျိုးပေါ်မှာရှိတဲ့လာဝကယုံရှိမှာအကြမ်းမဆက်တကလူငယ်တအုပ်ကိုပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးသွားတဲ့အတွက်တန်တန်းနဲ့လိုက်လံပစ်ခတ်ရာကြီရှက်ထိဒဏ်ရာရရှိခဲ့ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်အလားတူပဲဇန်နဝါရီလ10ရက်နေ့မွန်လွယ်ပိုင်းအချိန်ကလည်းနတ်တလင်းမျိုးနယ်ပြည်သူစေယုံကိုပြူစောတိများကဝင်ရောက်ပြီးတော့ပေါ်တာဆွဲခြင်းကြောင့်လူနာသောအမျိုးသားများဟာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးတော့ဖမ်းဆီးခံရသူရှိမရှိကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်။ဘကိုးတိုင်30မျိုးပေါ်မှာလည်းအကြမ်းဆက်တက တနက်ပြစ်ဖောက်ပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆောင်နေကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ဇန်နဝါရီလ6ရက်နေ့မှာ30မြို့ဂျောင်ချက်ချုံရက်ွက်မှာအကြမ်းမဆက်တက်ကတနက်ပြစ်ဖောက်ပြီးတော့ရက်ွက်အတွင်းမှာရှိတဲ့လူငယ်များကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လူငယ်များဟာထွက်ပြေးလွတ်မြောက်ခဲ့ရတယ်လို့သိရပါတယ်။ဇန်နဝါရီလ9ရက်နေ့ညပိုင်းကလည်း30မြို့ကွက်တဲ့ရက်ွက်မှာရှိတဲ့လူငယ်များကို အကြမ်းဖက်စစ်တပ်ကနေအိမ်ထဲအထိကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လူငယ်တအူးဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ30မြို့ပေါ်မှာညဘက်တွေစစ်ခွေးတွေရဲခွေးတွေပေါ်တာဆွဲဖမ်းဆီးနေတာနေ့စဉ်ရက်ဆက်လိုလိုဖြစ်နေပြီးခုနှစ်ရက်နေ့ညပိုင်းကကွက်တဲ့ရက်ကွက်ဘက်ကိုအိမ်ထဲအထိကိုဝင်ဆွဲတာညီကိုနှစ်ယောက်ထဲမှာတယောက်ကထွက်ပြေးသွားလို့လွတ်သွားတယ်တယောက်ကတော့အဖမ်းခံလိုက်ရတယ်6ရက်နေ့မှာဂျောင်ကြက်ချုံရက်ကွက်ကိုတနက်9ကြက်ပြတ်ဖောက်ပြီးတော့ရက်ကွက်ထဲကိုပေါ်တာဝင်ဆွဲတာ လူငယ်တွေတော်တော်များများတိမ်းရှောင်လိုက်နိုင်လို့ဖမ်းဆီးခံရသူမရှိဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်မှာအေအေကတိမ့်ပိုက်ထားတဲ့ကြောက်တော်မျိုးပေါ်လူနေထူထပ်တဲ့ရက်ကွက်နဲ့ဈေးအတွင်းကို စစ်လေရင်နဲ့၃ချိန်ဘုံကျဲချခဲ့ရာပြည်သူများပေးဆုံးဒဏ်ရာရမှုများရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ၁၇ရက်နေ့မနက်၉နာရီခန့်မှာတစ်ချိန်မနက်၉နာရီ၁၀မိနစ်ခန့်မှာဒုတိယအချိန်မနက်၉နာရီ၁၅မိနစ်ခန့်မှာတတိယအချိန်အကြမ်းဖက်စစ်ကောင်စီကကြောက်တော်မျိုးပေါ်မှာရှိတဲ့ရက်ကွက်နဲ့ဈေးအပါဝင်လူနေထူထပ်တဲ့နေရာများကိုအ धिक ဥတီပြီးတော့ရည်ရွယ်ချက်ရှိရှိနဲ့ Jet Fighter လေယာဉ်များနဲ့၃ချိန်တိုင်တိုင်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၃ချိန်အတွင်းမှာဘုံအလုံးကြီး၁၅လုံးခန့်ကို ကျဲချပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီဘုံကျဲတက်ခတ်မှုဖြစ်စဉ်အတွင်းမှာအပြစ်မဲ့တဲ့ဈေးရောင်းဈေးဝယ်လမ်းသွားလမ်းလာအရသာပြည်သူတို့ချို့တေဆုံထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပြီးတော့ဈေးဆိုင်တန်းနေအိမ်အဆောက်အအုံထိခိုက်ပျက်စီးမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်ထိခိုက်တေဆုံပျက်စီးဆုံးရှုံးမှုအရေးအတွက်များကိုတော့ဆက်လက်ပြီးတော့ဖော်ပြသွားမှာဖြစ်တယ်လို့အေအေကထုတ်ပြန်ထားပါတယ်ဇန်နဝါရီလ10ရက်နေ့ကလည်းရခိုင်ပြည်နယ်ရံပြဲကျောကြောက်နေမော်ကြီးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများစွာထိခိုက်တေဆုံခဲ့ရပြီးတော့လူနေအိမ်ရာပေါင်းများစွာလည်းမီးလောင်ပျက်စီး ီဆောင်ဆောင်ခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ